အတောက်ရည်ကူ400 500ဒါကြရင်တောက်ရည်ဟိုးထဲမှာတောက်ရည်ကုန်သွားလို့ဝယ်ဖို့ဆိုတဲ့အခက်ခဲလက်ထဲမှာ900မရှိတာကို400မရှိတာဒီနေ့ဒါကလေးတွေကြတော့ပူပင်းလွားခြင်းရင်မနေနိုင်ဘူးတောက်ရည်ကခုခေတ်ကလေးတွေရတဲ့အရင်တော့100 200ပေးလိုက်လို့ရတယ်900လောက်ပေးလိုက်ရစင်ပြေနေတဲ့အချိန်ကတော့တထောင်ဆိုလဲပက်ကလေးပေးနိုင်တယ်အခုချိန်ကျတော့မပေးနိုင်ဘူးမင်းနိုင်ကဒါလေးတို့မနဲ့ကြရင်ခမင်းညာလေးနဲ့ဟိုတခါကြီးရစီရနမမန်လာတို့ဘာလို့ဒီပြဿနာလေးတွေလည်းရင်ဆိုင်ရပါ တဲ့တော့ကိုမမဟုတ်ကိုတိုးတဲ့ဆိုးတဲ့ဘဝတွေလည်းအများကြီးရှိကြတဲ့ကောင်အဲ့တော့ဘာဖြစ်တော့မေတ္တာတရားနဲ့ပဲထိန်းချုပ်ပြီးတော့ကလေးတွေကိုလည်းစူရင်းပြောရင်းမလုပ်ဘဲနဲ့မေတ္တာတရားနဲ့ပဲနားလည်အောင်တည်တရားလေးတွေဝင်အောင်ဒါပေမဲ့ကလေးတွေကိုလည်းတနာတယ်ပေါ့နော်ဒီလိုအခြေအနေတွေကြမှာရင်တော့တော့လက်ပြားမလိုချင်ဒီလိုအခြေအနေပတ်သက်မလိုချင်အောင်ရနေတဲ့အခြေအနေပုံအပင်လိုက်ရတဲ့အခြေအနေစားတော့စရာလည်း ကြိုက်တယ်လို့စားနိုင်တယ်အခုကြတော့ပြောင်းလဲမှုတွေဒါလည်းမတည်မြဲမှုတရားပေါ်တယ်ဒါပေမဲ့ကိုကတော့အဲ့ဒါပဲကိုတွေးနေကိုကတော့ပီတိပဲ you ကလူရှင်တော်ဥပေါ်ဆန်းပါဟိုဒီလူရှင်တော်တက်ကိုဆိုလို့ရှိရင်ဝင်းပေါ16ရက်သားဘဝတည်းကစခဲ့တာလက်ဦးဆရာတွေကတော့ပထမဆုံးလက်ဦးဆရာကတော့ဦးမိုးကျော်အတော့ဆိုပြဲပြန်ဦးရှေရိုးအဲဒါလက်ဦးဆရာတော့เนาะရှင်မန်းတပင်တွေကလူရှင်တော်ကြီးဦးကြောက်ဆင်းဆုံးသားပါတယ်နောက်တကဦးပါကောအဲ့ဒါကတော့လက်ဦးဆရာတွေပါဦးကတော့အဲဒီဟိုစန်းတစ်ကျော်စန်းညွန့်စီ ောက်ပိုင်းကျတော့ဇက်တွေပေါ့နော်အဲ့ဒီကျတော့ရွှေမန်းကိုကျော်မြင့်ဇက်တွေအဲ့လိုဇက်ပေါင်းစုံကတော့မမပြီးတပြီလုံးပေါ့မော်လမိုင်းရောက်ဆိုမော်လမိုင်းအဲ့လိုတွားကကြရတာပေါ့ဟုတ်ရှမ်းနိုင်တဲ့လောက်တော့လုံးကြည့်ပြင်မဲ့ကိုတွေကိုအခုကအလုတ်ကင်ခွင်လမ်းမပေးနိုင်တော့တဲ့အခြေအနေဖြစ်သွားတာအဲ့ကြောင့်လို့ရှိတယ် အရင်တော့ကခဲ့တာလေးတော့ပြန်လန်းစမှုရလေးဖြစ်ရအဲ့ဘောအရင်တော့ဆိုတော့ပြည်သူနဲ့ကိုယ်နဲ့တထထဲကြတယ်ပိတ်ကိုပိတ်ကြနဲ့ကိုယ်နဲ့တထထဲကြတယ်အဲ့လေလေလေကိုယ်အားပေးကြတယ်ချစ်ကြတယ်ဆိုတော့ခါကြတော့အခုလိုတွေကြတော့အထီးကျန်ဆန်သွားတဲ့ခါကြတော့လေဟိုတမျိုးပေါ့နော်ပြင်ထဲမှာခံစားရတာလွှတ်ရတာဖြစ်တာအခုဒီနေ့တကြံလေးမှာလဲဟောကပအမွေနေ့စင်းလဲဝင်သွားတယ်ကိုရီးယားလဲငယ်စင်ဘောကတကြံမင်းသားဘောကအာလာတဲ့ခါကြတော့ဒီနေ့တကြံလေးတော့ငါတို့ ထိမ့်သိမ့်လာခဲ့တဲ့အားလေးတွေငါတို့ရေးခဲ့တဲ့တန်ချက်ကလေးတွေငါတို့ပြန်ပြီးတော့ပေါ့နော်တန်လုတ်ချင်တယ်ဆိုတဲ့စိတ်ကလေးမျိုးရတာမျိုးလင်းပဲကတ်ဆုပ်လိုက်တဲ့ခါကျတော့ကိုယ့်ရဲ့ရည်ရချက်တွေပျက်စီးသွားတာပေါ့အအမွေပေးကျင်တာပေါ့ကိုယ်တွေတိဆောက်ခဲ့တဲ့ရင်ကျေးမှုပြရုပ်ကလေးတွေကိုခုနောင်လာနောင်သားတွေကိုပေးကျင်ပေမဲ့တော့မပေးနိုင်တော့တဲ့အခြေအနေဖြစ်သွားတာ အဲပထမတော့အဲ့ဒီလိုပေါ့နော်မပြေလည်မှုတွေများလာလာရဲ့ကိုယ့်ပေါ့နော်လက်လိုက်လဲလဲအာလာပါပြုပါဘယ်တော့ခေါ်မဲ့ပြောမဲ့လူမရှိတော့တဲ့အချိန်တွေမှာတိုးတော့လဲဘဝရဲ့အကျိုးပေးပဲပေါ့တရားပါဝါနဲ့ပြန်ကြည့်တဲ့အခါကျတော့ဒါအကျိုးပေးတစ်ခုပဲပေါ့ကိုဟိုဘဝကကုသအာကုသပေါ့ဒီဘဝလာပြီးဖက်တန်းရတာပဲဒါပေမဲ့အဲကြားထဲမှာပဲနောက်ပိုင်းကျတော့ဒီလောဘောကံမဲ့ဒီဒီဖွဲ့စည်းရ လူငယ်တွေပြန်လဲပြီးတော့ဗောနော်တက်ကြီးစင်းင်းထဲမှာဝင်င်းဖြစ်ပြီးတော့လာကြော့တာတို့ဘာတို့လာရောက်ပြီးဝင်င်းပြစ်တာတို့ဘာတို့ဟိုပြစ်ပယ်မထားပါလားဆိုတော့စိတ်ကလေးနဲ့တော့ပီတိလေးတော့ဖြစ်ရတာဗောနော်အကိုလေးလူဖြစ်လို့အားငယ်တယ်ဗာညာတော့ဒီဘွားဆိုတော့တော့လဲရင်တော့ပြန်ထရမှာဘွားပဲအချင်းချင်းကာကကျိုးပန်းကမှာပဲဆိုတော့စိတ်နဲ့ပဲဒီလိုပဲကြုံတဲ့အခက်အခဲတွေကတော့အများကြီးပေါ့ဒါကြရင်အိမ်လာကဆိုတော့နတ်မမှန် နိုင်တသိန်းဆိုတဲ့အားလည်းမိန်းမသားတယောက်တည်းခေါင်းရပြေတို့ရှာဖွေရတဲ့အားမှာစားဖို့ပဲရှိသေးတဲ့ခါကျတော့မလွယ်ဘူးပေါ့ကိုကတော့ဒီပေးကမ်းတာလေးတွေထောက်ပံ့တာလေးတွေနဲ့ပဲရက်တူရအဲ့လိုတွားနေရအဲ့လားကဆိုတလားတလားတာနလားတာဒီလိုဒါပေမဲ့အရှင်နေလက်သဘောကောက်ပါတယ်အသက်ရွယ်ရခင်မင်မှုတွေရတယ် ဒီအိမ်လေးကငားနေတာပေါ့ဟုတ်ပါရဲ့တလောက်လောက်ပဲရတယ်တလောက်ကိုတသိန်းပါအဲ့တသိန်းကိုလည်းရှာသေးတယ်စားဖို့တောက်ဖို့လည်းရှာသေးတယ်ခါရီတိုက်လေဒီဒီတွေကနေထွက်ပြေးသွားကျင်တော့စိတ်ကောစိတ်ရှုပ်တာတွေပဲဖြစ်ပေါ်လာ။ဖြစ်ခဲ့ဘူးပါ။ဒါပေမဲ့ပါဝဲကကိုကအများကိုဘဝအမောတွေနဲ့မုန်းကြက်နေတဲ့လူတွေပြောင်းလာတော့ဒေမောအောင်ဆွမ်းနိုင်ခဲ့သေးတယ်။အဲ့တော့ငါဆွမ်းနိုင်ပါလေ။ပေါ့အများတော်ကငါဘဝဘလို့ဖြစ်နေနေငါကြီးမောအောင်လုံနိုင်သေးတယ်။ တော့ငါဘွားလေးတကူနဲ့ငါမိသားလေးတကူဖြစ်ပြတဲ့အပေါ်ပေါ်တော့ငါတက်နိုင်တော့အဲ့တော့ဘုန်းဘောတွင်တင်ရတော့တာပေါ့နော်ဟိုစလားတနေ့တင်းမှာဘာပဲဖြစ်ဖြစ်တုံးတော်စုတလာချင်းမှာမခံစားအောင်ပေါ့တုံးတော်စုပိုရာလေးမှာဒီလိုစားဒါတော့တခါရတော့လဲအဆင်မပြေမှုလေးတွေရှိတာပေါ့တောက်နေတဲ့တောက်ရေတောင်မှဝယ်တောက်ရတာလေဒီတုံငင်ရေတွေကတောက်ရေအဆင်မပြေဘူး အတောက်ရေဘူး400 500တခါကျရင်တောက်ရေဦးထဲမှာတောက်ရေကုန်သွားလို့ဝယ်ဖို့ဆိုတဲ့အခက်ခဲလက်ထဲမှာ900မရှိတာဘူး400မရှိတာဘူးဒီနေ့ဒါကလေးတွေကြတော့ပူပင်းလုံးအချင်းမနေနိုင်ဘူးတောက်ရေပါဒီခက်ခဲတွေတော့ကြုံနေတယ်။အော်ဒါလည်းဟိုဘောဘေးကုသူတော့နော်ဘောဘေးကုသူတွေတရားတော်တရားဓမ္မတွေကကဆရာတော်တမန်တော်တွေဟောပြတာတွေလိုက်နာကြားရင်းနဲ့ပဲတရားနဲ့ပေါ့ပြန်ပြီးတော့ကိုယ့်ကိုဆုံးမတွင်တင်ပြီးတော့ကလေးတွေကိုလည်းနေတတ်စားတတ်အောင် ခုခေတ်ကလေးတွေရတယ်အရင်တော့100 200ပေးလိုက်လို့ရတယ်900လောက်ပေးလိုက်ရစင်ပြေနေတဲ့အချိန်ကတော့တထောင်ဆိုလဲပက်ကလေးပေးနိုင်တယ်အခုချိန်ကျတော့မပေးနိုင်ဘူးမင်းနိုင်ကဒါလေးတို့မနဲ့ကြရင်ခမင်းညာလေးနဲ့ဟိုတခါကြီးကစီရနဲ့မမှန်တာတို့ဘာလို့ဒီပြဿနာလေးတွေလည်းရင်ဆိုင်ရပါတိုးတော့ကိုမမဟုတ်ဘူးကိုတိုးတဲ့ဆိုးတဲ့ဘဝတွေလည်းအများကြီးရှိကြတဲ့ခါမှာအဲ့တော့ပါပြတော့ဟိုမေတ္တာတရားနဲ့ပဲထိန်းချုပ်ပြီးတော့ကလေးတွေကိုလည်းစူရင်းပြောရင်းမလုပ်ဘဲနဲ့မေတ္တာတရားနဲ့ပဲ နားလဲအောင်တီတရားလေးတွေဝင်အောင်ဒါပေမဲ့ကလေးတွေလည်းတနာတယ်ပေါ့နော်ဒီလိုအခြေအနေကြမှာရင်တော့ကတော့လက်ပြမလိုချင်ဒီလိုအခြေအနေပတ်စံမလိုချင်အောင်ရနေတဲ့အခြေအနေပုံအပင်လိုက်ရတဲ့အခြေအနေစားတော့ကြတာလဲဟိုကြိုက်တယ်လို့စားနိုင်တယ်အခုကြတော့ကြောင်းလဲမှုတွေဒါလည်းမတီမြဲမှုတရားပေါ့ဒါပေမဲ့ကိုကတော့အဲ့ဒါပဲကိုတွေးနေကိုကတော့